်မင်္ဂလာပါရှင်ကျမကတော့ချီချိုဆမ်းပါ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါတော့မယ်ကချင်ပြည်နယ်ပူတာအိုခရိုင်ခေါလံပူမြို့နယ်ထက်ကဒေသခံတွေလောက်ကိုက်နေတဲ့လန်ဆယ်ရွှေမော်ကိုခရိုင်ရဲ့တပ်ဖွဲ့ကစစ်သားတွေရောက်လာပြီးယာယီတဲတွေနဲ့စက်ပစ္စည်းတွေကိုမိရှုဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။လန်ဆယ်ဒေသကိုတပ်ပေါင်းစုတွေကတိုက်ပိုက်ပြီးတဲ့နောက်မှာ ခရီးကရွှေမော်တွေအကုန်လုံးကိုပိတ်လိုက်ပြီးဆက်ရန်တရားတွေကိုရွှေဖို့ပြောဆိုခဲ့တာရှိပေမဲ့ဆက်တွေကိုဘယ်သူမှမရွှေကြပဲဒီအတိုင်းထားခဲ့တာကြောင့်ပြည်လဲသွားကြည့်တဲ့အချိန်မှာမိရှုခံလိုက်ရတာတွေ့ရပြီးတရကျော်တန်မိုးရှိတဲ့ဆက်တွေဆုံးရှုံးသွားတယ်လို့မိရှုခရီးသူနဲ့နေဆက်သူတယောက်ကပြောပါတယ်လာဆက်ဒေတာကို KIA နဲ့တပ်ပေါင်းစုတွေထိ ंछ ုတ်ထားပြီးတဲ့နောက်မှာဝါကုမ္ပဏီနဲ့ KIA တို့ပူးပေါင်းပြီးတော့ ရွှေတူးဖို့အစီအစဉ်နေပေမဲ့ဒေသခံတွေကကန့်ကွက်မှုတွေရှိနေတယ်လို့လည်းခရိုင်ဝင်းနဲ့နေဆက်သူကပြောပါတယ်။လမ်းဆက်ဒေသမှာနေထိုင်တဲ့ဒေသခံတွေဟာမိသားစုအလိုက်နေရာတောတောင်တွေတတ်မှတ်ပြီးဘိုးဘွားပိုင်အဖြစ်ပိုင်ဆိုင်ခဲ့ကြသလိုတပ်ပေါင်းစုဘက်ကမသိမ့်ပခင်အထိခေါလံဖူးထာနေပြည်သူစစ်တပ်ဖွဲ့ကထိန်းချုပ်ထားခဲ့တဲ့ဒေသတခုလည်းဖြစ်ပါတယ်။ လန်ဆက်ဒေတာမှာကချင်မျိုးနယ်စုထဲကရဝံလူမျိုးစုနဲ့လူစုလူမျိုးစုတွေအဓိကနေထိုင်ကြပြီးတပိုင်တနိုင်ရွှေတူးဖော်တဲ့အလုပ်ကိုလုပ်ကိုင်နေကြတာလည်းဖြစ်ပါရဲ့ရှင်စစ်မှုရအပတ်စဉ်တည်တွယ်စုဆောင်ခံရတဲ့တပ်သားနှစ်ယောက်ဟာရှေ့ရန်တိုက်ပွဲကနေထွက်ပြေးလာပြီးဘက်ပြောင်ခိုလုံလာတယ်လို့တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖကမလ၁၇ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ တနင်္သာရီမောရအောင်ကာလန်ပိုင်းရှိသိခိုးတိုက်ပွဲရဲ့ရှေ့တန်းစစ်မြေပြင်ကနေထွက်ပြေးလာတဲ့တပ်သားနှစ်ယောက်ဟာဖေဖော်ဝါရီ12ရက်ကလာရောက်ခုလုံခဲ့တာလို့ဆိုပါတယ်။သူတို့နှစ်ယောက်ဟာ ARD တိုင်းနဲ့ရှမ်းပြည်နယ်တို့ကဖြစ်ပြီးတယောက်မှစစ်မှုထမ်းမဲပေါက်လို့ဝင်လာရပြီးနောက်တစ်ယောက်ကတော့အလောက်ကနေအိမ်အပြန်လမ်းမှာ အတင်းအဓမ္မစုဆောင်ခံလိုက်ရတာလို့တနင်္သာရီမြို့နယ်ပါကဖားရဲ့ဒုတာဝန်ခံတယောက်ကပြောပါတယ်။ အဲ့ဒီလိုစစ်သားစုဆောင်ခံရပြီးတဲ့နောက်စစ်တနန်း6လတက်ခဲ့ရပြီးထွက်ပြေးဖို့စိတ်ထဲအမြဲရှိနေတာကြောင့်ရှစ်ရန်ရောက်တာနဲ့ထွက်ပြေးလာခဲ့တာလို့လည်းဆိုပါတယ်အပတ်စဉ်တစ်တနန်း6လတာတင်ကြားခဲ့ရပြီးနောက်ပလောမြို့ခြေဆိုင်ခမရ285တရင်ကို ပို့ဆောင်ခံရကအဲ့ဒီနောက်တနင်္သာရီမြို့နယ်ကတိုက်ခွန်းတိုက်ပွဲကိုစစ်ကူအနေနဲ့ပို့ဆောင်ခံရတယ်လို့ပြောပါတယ်ပြီးခဲ့တဲ့မလ6ရက်နေ့ကလည်းမြိတ်မြို့ ရွှေဒူးစစ်တနက်ကျောင်းမှာစစ်မှုထမ်းစုဆောင်ခံရတဲ့သူတွေထဲကအမျိုးသား16ရောက်ထွက်ပြေးလာတယ်လို့သိရပါတယ်ရှင်။အမေရိကန်နိုင်ငံဆန်ဖရန်စစ္စကိုမှာအနာသိစစ်ကောင်စီစန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုကို အမေရိကန်ရောက်မြန်မာနိုင်ငံသားတွေကစုပေါင်းပြုလုပ်ခဲ့ကြပါတယ်။မောက်တူးတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။အမေရိကန်နိုင်ငံဆန်ဖရန်စစ္စကိုမြို့ မြို့တော်ခမ်းမရှိမှာ အထွေထွေအကြက်တဲအောက်ကယုံထွက်ကြဘုံရန်သူကိုထွက်ပေါက်မပေးကြနဲ့ခေါင်းစဉ်နဲ့152ကြိမ်မြောက်ဆန်ဖရန်စစ္စကိုလူလူတပိတ်ဆန္ဒပြပွဲပြုလုပ်ခဲ့ကြတာပါကျွန်တော်ကတော့152ကြိမ်မြောက်ဆန်ဖရန်စစ္စကိုစီတီရောရှိမှာအခုဆိုတော့တပတ်ချားပေါ့နော်ပြုလုပ်နေကြညီရင်တပိတ်ကိုရောက်ရှိနေတာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ကတော့ခုနလေကျွန်မပြောခဲ့ပါတယ်ကျွန်မပြောခဲ့တဲ့ခေါင်းစဉ်ကတော့ငုံမခံတဲ့တုံ့ပြန်ပေါ့နော် ဘာတွေကိုမှလည်းတုံ့ပြန်မယ်ဆိုတာကိုပြောရမှာအခုလောလောဆယ်တော့မတရားစမှုထိုင်ခိုင်းနေတယ်ဥပဒေတွေကိုကျွန်တော်တို့ကဘုံမခံမဲ့တုံ့ပြန်မှာဖြစ်ပါတယ်ဆန်ဖရန်စစ္စကိုကလူလူသပိတ်တိုက်ပွဲကိုနှွေဦးတော်လန်ရေးအင်အားစုတွေထောက်ပို့ပြည်သူတွေနဲ့ကျောင်းသားလူငယ်တွေပူးပေါင်းပါဝင်ခဲ့ကြပါတယ်။အဲကျွန်တော်တို့ဆန်ဖရန်စစ္စကိုစီတီဟောရှိမှာပဲကျွန်တော်တို့ရဲ့ 152ကျင်းမြောက်မြန်မာပြည်လူမျိုးရေးလှုပ်ရှားမှုကော်မတီမြောက်ပိုင်းကယ်လီဖိုးနီးယားရဲ့မြေပြင်လူမှုစန္ဒာထုတ်ပေါ်ပွဲကိုကျွန်တော်တို့တွေအကျင်းပနေတာဖြစ်ပါတယ်ကျွန်တော်ကပေးမှာတော့ဒါကျွန်တော်တို့ရဲ့ထောက်ပို့ပေါ့နော်ဒီကတော်လိုင်းရို့ဖေဖော်ဝါရီတရက်2021တော်လိုင်းရေးစာရည်ကနေပေါ့စင်စက်မပြတ်ထောက်ပို့လာတယ်ဒါထောက်ပို့အမှားကန်ထောက်ပို့ဒါကိုချက်သိမ့်ဖြစ်ပါတယ် We want democracy ပြောချင်တာကတော့ဒီနေ့ကျွန်တော်တို့အားလုံးဒီဝိတ္တမရှိတဲ့အားလုံးဟာတော်လိုင်းရင်အောင်ပြုတွေကျွန်တော်တွေ့ကြပါသူညီရဲ့အတွေးခေါ်ဒီနဲ့တွေ့ပါဘသူညီနဲ့ဟာဒီကိုပေါင်းစပ်ကြပါကြောက်ရဲ့ဟာခွက်တွေတော့ကဖြစ်စည်းပြီးနေဒီတော်လိုင်းရောအောင်တော်လို့ကြဖို့ကျွန်တော်ကတိုက်တွန်းကြပါတယ်ဆန်ဖရန်စစ္စကိုကဆန္ဒပြပွဲတွင်ຫນွေဦးတော်လိုင်းရေးဆိုင်ရာဟောပြောပွဲတွေလည်းပြုလုပ်ခဲ့ကြပြီး NUG PDF CDN နေနဲ့စစ်ဆောင်ပြည်သူတွေအတွက်ရံပုံငွေတွေကိုလည်းရှာဖွေခဲ့ကြပါတယ်ခင်ဗျာကျွန်တော် Mong Tuba. စီးနိုင်ငံဆောက်ပိုလိုပြည်နယ်တွင်ပိုင်းရှိဆောက်ဂျိုဆက်ဒုစကန်ပို့စ်မြူနစ်ပယ်နယ်မြေမှာထိခိုက်လွယ်သူတွေအတွက်စီစဉ်ထောက်ပံ့ပေးထားတဲ့ကိဟာမှာမလ10ရက်တနင်္လာနေ့ကမိလမှုဖြစ်ပွားခဲ့ပြီးလူလေးယောက်ထပ်မင်းသေဆုံးသွားခဲ့တယ်လို့ပြည်နယ်ပြည်သူ့လုံခြုံရေးအတွေ့အမှုရုံးမှသိရပါတယ် CCTV မှတ်တမ်းထဲမှာလူတယောက်ချင်းကပ်လာပြီးကိဟာဝင်ပေါအနည်းမှာမနစ်အနှဲငယ်လောက်နေခဲ့ပြီးတော့မိမလောက်ကလေးမှတင်ခက်မြန်မြန်ထွက်သွားတာကိုမြင်တွေ့ရပါတယ် စစ်ရဲအဖွဲ့ကတော့တနင်္လာနေ့မှာအသက်42နှစ်အရွယ်မျိုးသားတအူးကိုဂေဟာကိုမိရှုမှုတန်တရားနဲ့ဖမ်းဆီးခဲ့တယ်လို့ပြည်နယ်ပြည်သူ့လုံခြုံရေးအတွေ့အေးမှုယုံမှသိရပါတယ်။ရဲအစီရင်ခံစာရတရားခဏ်ကထွက်ပြေးမသွားခဲ့တဲ့ဆိုဖာပေါ်မှာမိရှုခဲ့တာကို မျက်မြင်သက်တွေကတွေ့ခဲ့တယ်လို့လည်းဆိုထားပါတယ်။အခင်းဖြစ်ရနေရမှာလူ22ဦးရှိနေခဲ့ပြီးတော့သူတို့ထဲက၈ဦးက ထိခိုက်ဒဏ်ရာရပြီး၄ဦးကတော့ပွဲချင်းပြီးသေဆုံးသွားပြီးမိရှုမှုလူသတ်မှုလူသတ်မှုကျူးလွန်မှုကြိုးပမ်းမှုလို့မှတ်တမ်းတင်ထားတယ်လို့အတွေ့အမြင်ယုံကပြောပါတယ်။ကယ်ဆယ်ရေးအဖွဲ့တွေဟာအဲ့ရပေါ်မှာမလုံမရှက်ရှိနေကြတဲ့လူ၆ဦးကိုတွေ့ခဲ့ရပြီးသူတို့တွေကို ပြင်ပောင်းမှတဆင့်ဖယ်ရှားကယ်ထုတ်ခဲ့ရကြောင်းမိသက်ဌာနရဲ့အဆိုအရသိရပါတယ်ရှင်။ ဒီပီပီရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချစ်ချိုဆမ်းပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်